တန်ကိုရီးယားသမ္မတယွန်းဆော်ယွန်းကိုလွှတ်တော်ကစွပ်စွဲထားတဲ့အမှုကိုအခြေခံဥပဒေဆိုင်ရာတရားရုံးကလာမယ့်ရက်ပိုင်းအတွင်းဆုံးဖြတ်ချက်ချမှတ်ဖြစ်ပြီးတရားရုံးရဲ့ဆုံးဖြတ်ချက်မချမီမလ15ရက်ကဆိုးမြို့တော်မှာယွန်းကိုစန့်ကျင်သူတွေနဲ့ထောက်ခံသူတွေကစုယုံဆန္ဒပြခဲ့ကြပါတယ်။ အခြေခံဥပဒေဆိုင်ရာခုံရုံးကစေအုပ်ချုပ်ရေးအမိန့်ကြေညာခဲ့တဲ့ရွံကုန်တမရရာရုကနေဖယ်ရှားဖို့ဒါမှမဟုတ်ရာရုမှာဆက်လက်ထားရှိဖို့လာမယ့်ရက်ပိုင်းအတွင်းဆုံးဖြတ်သွားဖွယ်ရှိပါတယ်။စိုးမြို့ရော်ရဲ့မြို့လေကောင်မှရွံကုန်စန်းကျင်တဲ့ဆန္ဒပြသူတွေကကြီးမားတဲ့ရင်မြင်ထဲမှာစုယုံခဲ့ကြပြီးအတိုက်ခံနိုင်ငံရေးတမရတွေလည်းပါဝင်ခဲ့ကရွံကုန်ရာရုကနေချက်ချင်းဖယ်ရှားဖို့ဟစ်ကြွေးခဲ့ကြပါတယ်။ဒီဆန္ဒပြတဲ့နေရာနဲ့အလွန်ဝေးကွာခြင်းမရှိတဲ့ရိတ်တာလန်တစ်ခုမှာတော့ကွန်ဆာဗေးတစ်ရွံကုန်ထောက်ခံသူတွေကစုယုံခဲ့ကြပြီး ရှုံးကိုသမရယာတို့မှဆက်လက်ထားရှိဖို့ဟေကြွေးခဲ့ကတောင်ကိုရီးယားနဲ့အမေရိကန်လန်တွေကိုဝှေ့ယမ်းခဲ့ကြပါတယ်။ရှုံးကိုစန့်ကျင်တဲ့ဆန္ဒပြမှုမှာလူပေါင်းသက်တမ်းခန့်ပါဝင်ကြောင်းအတိုက်ခံဒီမိုကရက်တစ်ပါတီကပြောကြားခဲ့ပြီးရဲတပ်ဖွဲ့ကတော့ဆန္ဒပြသူအရေးအတွက်ဟာ၄,၃,၀၀၀ခန့်ရှိကြောင်းထုတ်ပြန်ခဲ့ပါတယ်။ တောင်ကိုရီးယားရာယီသမ္မတချွေးဆန်မော့ကတော့ရုံးကိုဆူဆဲပြစ်တင်မှုနဲ့ပတ်သက်ပြီးအခြေခံဥပဒေဆိုင်ရာတရားရုံးရဲ့မြေတီဆုံးဖြတ်ချက်ကိုမစိုးလေးစားဖို့နဲ့လက်ခံဖို့မလ14ရက်ကပြည်သူလူထုကိုတိုက်တွန်းခဲ့ပေမယ့်ဆိုးမြူရောမှာရုံးကိုစန့်ကျင်သူတွေနဲ့ထောက်ခံသူတွေကဆန္ဒထုတ်ပေါ်မှုတွေကိုဆက်လက်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။အစိုးရအဖွဲ့ဟာဆိုးမြူရောရဲ့နေရာဒေသတွေကိုရဲတပ်ဖွဲ့အင်အားတိုးမြင့်ချထားမှဖြစ်ပြီးပြည်သူအာဏာပိုင်အဖွဲ့ကိုစိန်ခေါ်တဲ့မြေတီလူရက်တွေကိုမစိုးတီးခတ်မှာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။ခြေကံ ဥပဒေဆိုင်ရာတရားရုံးအနေနဲ့တဝိုက်မှာလည်းလုံခြုံရေးကိုတင်းကျပ်ထားပြီးဒရုန်းတွေမောင်းနှင်မှုကိုလည်းပိတ်ပင်ထားပါတယ်။